မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများကို KNU ကယနေ့နံနက်ပိုင်းထပ်မံထိုးစစ်ဆင်ဘလဲဒိုစစ်စခန်းသိမ်းပိုက်ပြီးနောက်နှရက်အကြာစစ်တပ်စခန်းများအလုံးကိုတောက်လျှောက်မယမနာထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောက်ဝတီမြို့နယ် KNU တပ်မဟာ6နယ်မြေအတွင်းချိုင်းမြမာနယ်ဆက်ရှိစစ်ကောင်စီတပ်စခန်းများကို KNU ကယနေ့နံနက်ပိုင်းထပ်မံထိုးစစ်ဆင်နေပြီးတိုက်ပွဲအတွင်းအပြန်အလှန်ပြစ်ခတ်တံကြားကြားရနေကြောင်းချိုင်းမြမာနယ်ဆက်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါရယ်ယနေ့မေလ25ရက်နေ့နံနက်6နာရီမှစတင်ပြီး KNLA ဦးဆောင်သောတော်လရေးမဟာမိတ်ပူးပေါင်းတပ်များကဒရုန်းများဖြင့်စစ်ကောင်စီတပ်စခန်းများကိုစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်နေကြောင်းသိရှိရပါရယ် ဒီမနေ့6နိုင်မှာပြစ်ခတ်မှုတွေစဖြစ်နေပြီ KNU ကလည်း drone တွေနဲ့ခြာနေတယ်စစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပြနေတယ်တေဘောဘူးစစ်တပ်စခန်းကိုတိုက်တာလို့ယူဆရတယ်ဘာလို့ဆိုတော့တနေ့ကစခန်းသိမ်းထားတဲ့ဗလဲဒိုနဲ့မကမ်းမလန်းလောက်မှာပြစ်ခတ်တံတွေကြာရတော့တေဘောဘူးစခန်းကိုတိုက်တယ်လို့ထင်ပါတယ်အထီးကျတော့အသေးစိတ်စုံစမ်းနေတော့ပဲဟုထိုင်းမြန်မာနယ်စပ်စည်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါတယ် နေလ23ရက်နေ့ညနေ9နာရီအချိန်စစ်ကောင်စီတပ်ဤဘလဲဒူတပ်စခန်းကို KNU တပ်မဟာ6ဦးဆောင်သောခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ခရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ယနေ့မေလ25ရက်နေ့တွင်စစ်ကောင်စီတပ်ဤစခန်းများကို KNLA ပူးပေါင်းတပ်များကထပ်မံထိုးစစ်ဆင်တိုက်လာခြင်းဖြစ်ကြောင်း KNLA ကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများအလုံးကိုမယံမနာတောက်လျှောက်ထိုးစစ်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်။လက်ရှိတရင်ချက်လက်များအရသေဘောဘူးရွာရှိသေဘောဘူးစစ်တပ်စခန်းကို KNLA မဟာမိတ်တပ်များကစတင်တိုက်ခိုက်လျက်ရှိသည်ဟုယူဆရပြီးစစ်ကောင်စီတပ်ဤဘောလီစစ်ပြူဟာကနေလီစခန်း၊ထီကပတ်လေစခန်း၊ဥကရိထစခန်းတို့ကိုလည်း KNLA မဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်းမြစ်ဤအဆိုအရသိရပါတယ်။ ဆက်လက်ပြီးပြည်တွင်းရွှေစည်တကြက်သားကျက်89သိန်းဝန်းကျင်ထိရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကမ္ဘာရွှေစည်တက်လာပြီးနောက်ပြည်တွင်းရွှေစည်တကြက်သားကျက်89သိန်းဝန်းကျင်ရှိလာကြောင်းရွှေအယောင်းဝယ်ဈေးကွက်ထံမှသိရပါတယ်။မေလ24ရက်ညနေပိုင်းတွင်ကမ္ဘာရွှေစည်သည်တအောင်စာ3358ဒေါ်လာဖြင့်ယခုရက်တရဘတ်ရွှေစည်ကွက်ပိတ်ခဲ့ခြင်းဖြစ်ပါတယ်။ပြင်ပရွှေစည်းကွက်တွင်16ပဲရီတကြက်သားရောင်းစေ 86သိန်း900ကျပ်ရှိက15ပဲရည်စေးသည်ချက်82သိန်းဝန်းကျင်ရှိသည်ဟုဆိုပါရယ်ပြီးခဲ့တဲ့အပတ်ကဆိုဒေါ်လာ3200ကျော်ကနေအခုတစ်ပတ်တအောင်စဒေါ်လာ100နီးပါးတက်တယ်ပြောရမယ်ဈေးအတက်အကျမငြိမ်ဘူးဈေးတန်းတစ်ခုထားပြီးအယောင်းငွေကတော့လုံးနေကြတာပဲအရင်တက်ကဧပြီလလောက်ကလို့တအောင်စ3400ကျော်ရင်ပြည်တွင်းရွှေက380လောက်ဖြစ်လာနိုင်တယ်ဟုပြင်ပရွှေဈေးစည်းကွက်တွင်အယောင်းငွေပြုနေသူတအုပ်ကသတင်းဌာနသို့ပြောပါတယ် မီလာ၁၈ရက်ကကမ္ဘာရွှေအဖွဲ့ဈေးသည်တက်အောင်စ3,229ဒေါ်လာဖြစ်ပြီးဖြီးရင်း16ပဲရေတစ်ကျပ်သားသည်85သိန်းဝန်းကျင်ရှိခဲ့ကြောင်းအသိပေးပါရယ်။လက်ရှိကအတက်လာရမှာပဲရှိပါသေးတယ်။တက်အောင်စ3,335နဲ့3,345ဒေါ်လာတန်းတစ်ခုရောက်မယ်ဆိုရင်အဝယ်ထက်ဝင်နိုင်တယ်။လက်ရှိ3,358ဆုံးကိုအခုလမဲ့အပတ်ရွှေဈေးကွက်အရာထပ်ဖောက်ထွက်ရင်တက်အောင်စ3,400ဒေါ်လာနိုင်တယ်ဟုကမ္ဘာရွှေဈေးကွက်စောင့်ကြည့်သူတို့ကသုံးသပ်ပါရယ်။ ။ပြည်တွင်း၌ရွှေချိန်တွေရတွင်မူ ကျဲပေမူရွေးကိုအသုံးပြု၍တစ်ချက်သားလျင်0.525အောင်စာရှိကယနေ့ကမ္ဘာရွှေပေါက်စီဒေါ်လာငွေလဲနှုန်း3.525နှင့်5ဖြင့်တွက်ချက်ပါကရရှိသည့်ပမာဏသည်အနည်းဆက်ဆုံးပြည်တွင်းအခောက်ရွှေဈေးရရှိမည်ဖြစ်သည်မလားဒုတိယပတ်ကစ၍ရွှေဈေးသည်တမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်တအောင်စဒေါ်လာ3000ကျော်သို့ရောက်ရှိခဲ့မှုနှင့်အတူပြည်တွင်းရွှေဈေးကမှလည်း765တိန်ဝန်းကျင်မှလိုက်ပါမြင့်တက်ခဲ့သည်စစ်ကောင်စီ၏ရွှေလုပ်ငန်းရှင်အသေး၏16 ဲ့ရည်တစ်ချက်သားစီသည်58သိန်း6000ကျဲဟုမေလ24ရက်ကသတ်မှတ်ထားသည် ထိုဈေးဖြင့်ရွှေဆိုင်များကိုရောင်းဝယ်ရန်သတ်မှတ်ထားတော်လဲရွှေဆိုင်များကအယောင်းွယ်မပြုလုပ်ကြပေပြည်ရင်းနိုင်ငံသားငွေလဲနှုံဈေးအကွက်တွင်ဈေးတည်ငြိမ်နေပြီးဒေါ်လာပြင်ပပေါက်ဈေးအဝယ်4380ကျပ်နှင့်အယောင်း4420ကျပ်ဝန်းကျင်ရှိသည်ဆလဘီစစ်ကောင်စီတပ်ကစစ်ပွဲမနိုင်၍ပြည်သူပြစ်မှတ်ထားတိုက်ခိုက်နေသည်ဟု KNU တပ်မဟာတပ်တာဝန်ရှိသူပြောရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ာနာသိန်းစစ်ကောင်စီတပ်အနေဖြင့်ကရင်အမျိုးသားအစည်းအရုံး KNU နေမြေအပါအဝင်နိုင်ငံတော်၌စစ်ရေးအရရှုံးနိမ့်မှုများကြုံနေရ၍ပြည်သူကိုပြစ်မှတ်ထားသည့်တိုက်ခိုက်မှုများကျူးလွန်နေကြောင်းကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာတပ်တာဝန်ရှိသူကပြောကြားပါရယ်စစ်ကောင်စီတပ်ကတပ်မဟာတပ်နယ်မြေတထုံကရိုင်အတွင်လေချောင်းလက်နက်ကြီးတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေခြင်းနှင့်ပတ်သက်ပြီးမြင်းညက်စဉ်ယခုကဲ့သို့ဖြေကြားခြင်းဖြစ်ပါတယ်။ အယက်သားပြည်သူများ၏လူနေမှုဘဝလွတ်လပ်မှုလုံခြုံမှုစီးစိမ်များကိုကာကွယ်စောင့်ရှောက်ပေးရန်အဖွဲ့အစည်းတိုင်းတာဝန်ရှိပါသည်စစ်ကောင်စီဆောင်ရွက်နေသည့်လုပ်ရအားဆိုယိုးစကားအရာကြွမနိုင်တော့စပက်ကြီးမီးရှို့အယက်သားပြည်သူကိုပြစ်မှတ်ထားပြည်သူနေထိုင်သည့်ခြေရွာများသို့လက်နက်ကြီးလေကြောင်းဇက်တိုက်ပစ်ခတ်နေမှုကြောင့်လူခွေရီချိုးဖောက်နေသည့်ကိုကဘာတဝမ်းသိရှိပြီးဖြစ်တယ်ဟု KNU တပ်မဟာတိတာဝန်ရှိသူကပြောပါတယ် ်စစ်ကောင်စီတပ်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတမဟာတနေမီတို့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုအခြေအနေများကိုလည်း၎င်းကပြောထားပါတယ်။မေလ22ရက်ကတိုက်ပွဲဖြစ်ပွားမှုရှိပဲစစ်ကောင်စီအမှတ်44ချင်းမြန်တမဌာနချုပ်လက်အောက်ရှိခမာယာ208တပ်ရင်းအခြေစိုက်သောတိန်စရက်မြို့ဝရခွင်းမှာအရက်သားပြည်သူများပြစ်မှတ်ချပြီးလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာကြိုက်ထုံမျိုးနဲ့စီးပြောင်းကြီးရွာအုပ်စုအထက်ကန်းဒီရွာအနီးရှိအရက်သားပြည်သူလုပ်ငန်းခွင်အတွင်ခြောက်ရောက်ပေါက်ကွဲတယ်ဟုဆိုပါတယ်။ ဒေလ22ရက်ကလည်းတိုက်ပွဲဖြစ်ပွားမှုမရှိဘဲခမာယာ200ခွန်တပ်ရင်းကလက်နက်ကြီးဖြင့်အထက်ကမ်းဒီရွာအနီးကိုထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဟုဆိုပါတယ်။ထို့ပြင်ပဲခူးတိုင်းဝေါ်မြို့နယ်စင်ရွာတွင်အခြေချသောစစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ကြိုက်ထုံမြို့နယ်ခရွေချေးရွာအုပ်စုခရွေရွာအရှိတ်အရက်သားပြည်သူလုပ်ငန်းခွင်အတွင်ကြားရောက်ပောက်ခွဲခဲ့တယ်ဟုဆိုပါတယ်။ ထိန်စရက်မြို့အခြေဆိုင်အမှတ်330အမြောက်တပ်မှအရက်သားပြည်သူများကိုလည်းပြစ်မှတ်ထားပြီးလက်နက်ကြီးဖြင့်ပစ်ခတ်ရာတိုက်ထုံမျိုးနဲ့ဝင်းကန်ကြီးရွာအုပ်စုဝင်းကန်ရွာတွင်အရက်သားပြည်သူလုပ်ငန်းခွင်အတွင်ကြားရောက်ပောက်ကွဲဟုပြောပါရယ်။ယင်းနေ့၌ပင်တိုက်ထုံမျိုးနဲ့ခရွေကြီးရွာအုပ်စုသုံးကွာရွာနှင့်ကြောက်ပုံကြီးကွင်းကြားအရက်သားပြည်သူလုပ်ငန်းခွင်ကိုလည်းစစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့တယ်ဟုအသိပေးပါရယ်။မေလ24ရက်ကလည်းတိုက်ပွဲမရှိဘဲစစ်ကောင်စီကတိုက်ထုံမျိုးနဲ့ကြောက်ဖြာအုပ်စုမိုးဘောနှက်စင်ကြီးရွာအတွင်တိုက်လျ ရင်ဖြင့်ပေါင်900ဘုံတိကျဲချတိုက်ခိုက်ခဲ့ရာနေအိမ်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပါတယ်ထိုသို့စစ်ကောင်စီကလေကြောင်းလက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့၍အရက်သားပြည်သူများ၏လူနေဘဝသည်အသက်အန္တရာယ်အမြင့်ဆိုးရိမ်ကြောက်ရွံ့နေရပြီးအကြောက်တရားနှင့်သာနေထိုင်ကြရသည်ဟုကီအန်ယူတာဝန်ရှိသူကပြောပါရယ် စစ်ကောင်စီတပ်သည်တပ်မဟာတနေမြေအပါဝင် KNU တပ်မဟာနေမြေအသီးသီး၌တပ်စခန်းများလက်လွတ်ဆုံးရှုံးနေရသည်တပ်ဖက်တွင်လည်းစစ်ကောင်စီတပ်ကပြည်သူလူထုများကိုပိတ်မှတ်ထားလေကြောင်းလက်နက်ကြီးတိုက်ခိုက်၍ပြည်သူသေဆုံးထိခိုက်မှုများမကြခဏရှိနေသည်ဆလပီမွန်ကြီးခရိုင်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပိတ်ခတ်သည်ဖြင့်တပ်ကြီးပိုင်းလက်မယားနှစ်ဦးပွဲချင်းပြီးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ကချင်ပြည်နယ်မွန်ကြီးခရိုင်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပိတ်ခတ်သည်ဖြင့် ်အယက်သားပြည်သူများနေထိုင်သောနေအိမ်ပေါ်သို့ကြားရောက်ပါကွဲကတက်ကြီးပိုင်းလင်မယားနှအူဖွဲချင်းပြည်သိဆုံးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်မေလ24ရက်နေ့ညနေ9:30မိနစ်အချိန်မွန်ရင်ခရိုင်ဟိုပေမျိုးရှိစစ်ကောင်စီ၏ခမရ389ကလက်နက်ကြီးများဖြင့်ပစ်ခတ်ရာဟဲပါကြီးရွာရှိဦးချမ်းမောင်၏နေအိမ်သို့ကြားရောက်ပါကွဲခဲ့ကြောင်း နနက်ကြီးကြားရောက်ပေါက်ကွဲမှုကြောင့်အသက်62နှစ်အရွယ်ဦးချမ်းမောင်နဲ့ဇနီးဖြစ်သူအသက်58နှစ်အရွယ်ဒေါခင်ပြုံးတို့ဖွဲ့ချင်းပြီးတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်တိုက်ပွဲဖြစ်ပွားတာတော့မရှိဘူးပြည်သူလူထုနေထိုင်တဲ့နေရာတွေကိုဦးတည်ပြီးစစ်ကောင်စီတပ်ကပြစ်ခတ်တာပါမိမယာနှစ်ဦးပွဲချင်းပြီးတည်ဆုံးတဲ့တအူးအပြင်းထန်ထန်ရရပါတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ် စစ်ကောင်စီတပ်ဤပြစ်ခတ်မှုကြောင့်အသက်50နှစ်အရွယ်ဒေါ်တင်နှုမှာခြေထောက်နှစ်ဖက်လုံးတွင်အပြင်းထန်ဒဏ်ရာရရှိထားပြီးလက်ရှိချောင်းဝတိုက်နယ်စေယုံတွင်ဆေးကုသနေရကြောင်းလူနာမှာအသက်အန္တရာယ်ဆိုရင်ရာကြောင်းသိရှိရပါသည်။